ဘာစီလိုနာရဲ့ပြဿနာအားလုံးစတာဘာစလို့ဆိုတကိုကြီးလာပေါ်တာကနေစတာဘာစီလိုနာအကြောင်းပြောရမယ်ဆိုရင်တော့ဘာစီလိုနာကဘာစီလိုနာကဗျာကျွန်တော်ကအာဆင်နယ်အားပေးတယ်အာဆင်နယ်အားပေးတဲ့လူတတော်များများကဘာစီလိုနာလည်းကြိုက်တာများတယ်ကျွန်တော်တို့ခင်မှာအနီးပေးအတူပေးလေးတွေနဲ့ဘောလုံးကစားပုံက ဟိုတီဂီတာကာကတော့ဒါဂွာကြီးတို့လက်ထက်မှာတီဂီတာကာဆန်တာပေါ့နော်ဘာစီလိုနာဟိုးရင်ဂျိုဟန်ဂရိုက်ဖ်လိုခစ်တဲ့ကဂျိုဟန်ဂရိုက်ဖ်နီးပြတော့ဦးနေကပထမဆုံးချန်ပီယံလစ်ဖလား61လောက်မှာရပြီးတော့ဘာစီလိုနာအောင်မြင်တယ်အဲ့ဒီရင်မှာတော့ဘာစီလိုနာကရီယယ်မက်ဒရစ်ရဲ့နောက်ကိုပဲလိုက်ကြတယ်အဲ့တော့ဘာစီလိုနာအောင်မြင်လာတဲ့အချိန်မှာမှဒီရီကက်ကင်တဲ့အချိန်မှာစပြီးရော်နယ်ဒင်ဟိုရိုးနဲ့ကစားတဲ့ပုံကတမျိုးအဲ့ဒီရင်မှာဗန်ဟာရိုလက်ထက်လူးဝစ်လူးဝစ်ဗန်ဟာလက်ထက်မှာလဲရီကက်ကင်နဲ့ရီကက်မကင်ခင်မှာကြတော့ ဘာစီလိုနာအဆင်မပြေဘူးအဆင်မပြေရစ်ကက်ပြောင်းလိုက်တဲ့အချိန်မှာရစ်ကက်ကစပြီးတော့ဒီဆာဗီယာနီပြကြီးနဲ့လည်းအဆင်မပြေဘူးဆာဗီယာနီပြကြီးနဲ့လည်းအဆင်မပြေဘူးနဲ့ရစ်ကက်ကင်ပြီးတဲ့နောက်ပိုင်းမှာမှာဘာစီလိုနာရော်နယ်ဒင်ဟိုတို့ဘာတို့ရောက်လာတယ်အက်ဂါဒေးဗစ်တို့လီဗာပူးကလူးဝစ်ကာစီယာတို့ရောက်လာပြီးတော့ခေတ်တခေတ်ထားတယ်အဲ့မှာဘာစီလိုနာကစားပုံလည်းအရင်ကောင်းတယ်။ဘာလို့လဲဆိုအရင်တော့ဂျွမ်ဂရိုက်ရဲ့တီကီတာကာနဲ့ဒီရစ်ကက်ရဲ့အတက်ကင်ကစားတဲ့ပုံစံတွေကအများကြီးမကွာဘူး။ဒါပေမဲ့ပိုးပြီးနီးစက်တာကတော့ ီပပ်ကွာရီယိုလာရဲ့တီဂီတာကပုံနီးစက်တာပေါ့ဗျာအဲ့မှာဘာစီလိုနာကကစားပုံကောင်းတယ်အဲ့ရီယယ်လာလီဂါမှာဆိုဘာစီလိုနာကြိုက်တယ်ပရီးမီးယားလင်းမှာဆိုကျွန်တော်တို့အာဆင်နယ်ကြိုက်တယ်အဲ့တော့ဘာစီလိုနာရဲ့ပြဿနာအားလုံးစတာဘာစဆိုတကူကြီးလာပေါ်တာကနေစတာလာပေါ်တာကအောက်တန်းစား ဒီအသင်းမျိုးအသင်းမှာတစ်နှစ်ကိုပေါင်ဟိုတစ်နှစ်ကိုယူရိုတန်း660လောက်ဝင်ငွေကမ္ဘာတတိယ1 2 3တဲ့အမြဲဝင်တဲ့ဝင်ငွေများတဲ့အသင်းစုပ်ပြတ်တန်းကိုပတ်စံနေဝိုင်းခိုးလိုက်တယ်ဗျာတိတယ်မလား transfer တွေကိုလည်း official မှာနေမောက်ဝယ်လိုက်တဲ့222တန်းရောင်းလိုက်တဲ့222တန်းတို့ဝယ်တော့တန်း80တို့တန်း190တို့အမျိုးမျိုးပြောနေတယ်ဒါတွေက black money တွေအဲ့တော့ဘာစီလိုနာရဲ့ဒီတကိုးကြီးဥက္ကဋ္ဌကြောင့် အသင်းဖန်တွေအနေနဲ့ဒီထက်ပိုပြီးအောင်မြင်တဲ့ဒီ2006မှာရတဲ့ချန်ပီယံလစ်ဖလား2017မှာရတဲ့ချန်ပီယံလစ်ဖလား10မှာရတဲ့ချန်ပီယံလစ်ဖလားပြီးတော့15မှာရတဲ့ချန်ပီယံလစ်ဖလားအဲ့ဒါတွေအားလုံးကဟိုပြော2008မှာရတဲ့ချန်ပီယံလစ်ဖလားအဲ့ဒါတွေနဲ့တင်းတိမ်တင်းထပ်ရတဲ့တိရမလားဒါပေမဲ့သူ့ရဲ့အသင်းကိုမွမ်းမံလိုက်တဲ့ပုံစံတွေ ဟိုဘယ်လိုပြောမလဲလူတွေအမြင်မှာတော့နေမောင်ရောက်ပြီးအော့စမန်တမ်ဘီလီကိုခေါ်ပေးတာပဲပြီးတော့ဂရစ်မန်ကိုခေါ်ပေးတာပဲကော်တင်ဟိုကိုခေါ်ပေးတာပဲဒါမြင်တာနောက်တန်းနေမှာလင်ဂလက်လိုမျိုးကောင်းမျိုးကိုခေါ်လိုက်တာမျိုးသိတယ်မလားဟိုတရုတ်ပြည်မှာတွက်ကန်နဲ့ပါလင်ဟိုခေါ်လိုက်တာမျိုးဟိုပြောရမယ်ဆိုဗီဒဲရိုဗီဒဲကတော့မညံ့ဘူးဗျာဒါပေမဲ့ဒါဘာစီလိုနာရဲ့ type မဟုတ်ဘူးဗီဒဲကသူ့ထက်ပိုကောင်ရီယက်ပြောင်းလို့လည်းရတခြားအသင်းပြောင်းလို့ဒါဘာစီလိုနာရဲ့ပုံစံမျိုးမဟုတ်ရာကစ်တစ်တစ်ယောက်တော့ပဲအဆင်ပြေလိုက်တယ်ဇာဗီးနေရာမှာ ပြီးတော့ Iniesta နေရာမှာ Messi နေရာမှာဘာမှ plan ကြိုးမရှိဘူးပြီးတဲ့အခါမှာ Messi ကို trans အတင်းရနေပြီးတော့ထွက်ထွက်စီလိုက်တာ PR ကိုရောချစီတာသူပြီးတော့ Messi နဲ့စာချုပ်ဆိုပြီးပြတာဒါတွေကအောက်တန်းစားအလုပ်လေတိကျမလား အော်အခုလက်ရှိမှာလည်းဟန်စီဖလစ်နဲ့လာမာစီယာကြောင့်ဘာစီလိုနာဒီနေ့ထိအသက်ဆက်ရှင်နေတာလာမာစီယာကစားသမားလေးတွေထုတ်ပေးတယ်ဟန်စီဖလစ်ကနီးပြကောင်းတယောက်ဖြစ်တယ်အဲ့တော့အဆင်ပြေနေဗယ်ဗာဒီတို့ကီကီစစ်တီယန်တို့ကိုမန်တို့ကိုမန်တို့အောက်တန်းစားခွေးတခုဘာစီလိုနာရဲ့တမိုင်းမှာအညံ့ဆုံးနီးပြကိုမန်ပဲဘာမှစောက်တုံးမကြတဲ့ကောဗစားသမားပေါ်မှာဗျာလီဘရိုကိုနောက်တန်းနေပြီးအတက်ကင်လိုက်တဲ့အဲနောက်တန်းဒီဖန်ဒါ ိုးတွေအများကြီးတွင်းတယ် free kick တွေကန်တယ်သူ့ဂိုးနဲ့ပဲအောင်မြင်မှုတွေလည်းရတယ်ဆန်တိုရီယာကိုသူတွင်းလိုက်တဲ့ free kick ဆိုလည်းနာမည်ကြီးတယ်ဒါပေမဲ့အောက်တန်းစာနီးပြလောကမှာအောက်တန်းစာပဲဘာဖြစ်လို့လဲဆိုဘာစီလိုနာအသင်းကြီးကိုသိရမလားဥပမာလူတဲ့ Suarez ကိုဗျာစက္ကန့်40စက္ကန့်20လားပဲမင်းငါတို့မလိုအပ်ဘူးဆိုဆုံးဖြတ်လိုက်တယ်ပြီးတော့တခါဒီ Sevilla ဒီကြောင်းကိုခေါ်တယ်အဲ့ဒီတည်းကစဉ်းစားကြည့်ဗျာသူ့ရဲ့ thinking သူ့ရဲ့ဘောလုံးတွေးခေါ်ပုံသူ့ရဲ့နီးပြပုံ Barcelona ဘယ်လောက်ဆောက်ရှက်ကွဲသွားလဲ သူကကီကီစတီယံသိတယ်မလားကီကီစတီယံတို့သူတို့ကီကီစတီယံတော့မှထားတော့ဗျာ तू မလုံနိုင်ဘူး तू ကဘာဘာစီလိုနာအတွက်တင့်တော်တဲ့နီးပြားတယောက်မဟုတ်ဒါမဲ့ဒီကိုမန်းရအောက်တန်းသားအဲ့မှာပဲလူးစ်ဆွာရက်စ်က तू ထုတ်လိုက်လို့သွားပြီးအက်တလက်တီကိုမှာနောက်နှစ်လာလီဂါယူသွားတာအဲ့တော့ဒီကိုမန်းတို့ဘာလို့လောက်စောက်ဆင်းနေတာမရအောင်အဲ့ဒါဒီအားလုံးကလာပေါ်တာလောက်တာအဲ့ဒီသူ့ထက်အရင်ခိုးတာဘာတို့မျိုးသူ့ထက်အရင်ခိုးဘူးတာလာပေါ်တာ ဘာပင်နဲ့ရမယ်ဘသူကစားအောင်ပူကြိုက်လဲဖြေးပေးမယ်ဗျာဇက်တိုက်မလုံးနဲ့ဗျာခမရတောက်လျှောက်ကွန်မန့်တစ်ခုအခု100လောက်မှန်းနေအဲ့တော့ကိုမန်ပြီးတဲ့နောက်မှာဘာစီလိုနာဇာဗီကိုခန့်တယ်ဇာဗီကိုခန့်ပြီးလဲကောင်းကောင်းမွန်မွန်ဆပုတ်မပေးဘူးဂျားတဲ့ကနေဇာဗီကလာလီကာယူပေးတယ်ပြီးလဲပြီးရောဇာဗီကလစ်သွားတယ်ဒါဒီအားလုံးကပြောရမယ်ဆိုလို့ရှိရင်အခုလဲကြတော့ကန်လဲကောင်းလို့ဗျာ ထွက်တဲ့ကစားသမားတွေလည်းကောင်းလို့ဒီဇာဗီတို့လက်ထက်မှာတော့ဒီအရူဂျိုတို့မန်ကွန်ဇာတို့စောက်ယူတွေတိလာအရူဂျိုကလည်းစောက်ယူပဲဆွတ်ဆတ်ဟိုက်တာ PK လိုမျိုးထင်တာအခုလက်တွေ့ခံစားနေရပြီကျွန်တော်မကြိုက်ဘူးအရူဂျိုလည်းမကြိုက်ဘူးမန်ကွန်ဇာလည်းမကြိုက်ဘူးဒီကောင်တွေကဘာမှအဆင်ပြေအောင်လုပ်ပေးတဲ့ကောင်တွေမဟုတ်ဘူးအခုလက်ရှိဘာစီလိုနာ ဖြစ်နေတဲ့ကိစ္စဝါဝါအားလုံးဒီလာမာစီယာရဲ့ကောင်းဂျိုလာမာစီယာလူတွေထုတ်ပေးတယ်လာမာစီယာတစ်တလုံးအတွက်အကောင်းဆုံးကြောင်းပဲ ဲ့တော့ဒီလာမာစီယာထုတ်ပေးတဲ့လူတွေမှာအခုမယာမန်ထွက်လာတယ်ကာဆာဒိုထွက်လာတယ်ဘာနန်ထွက်လာတယ်အဲပြီးလည်းပြီးတော့တိုက်စစ်ပိုင်းမှာကြတော့လည်းအခုကြည့်လူငယ်လေးတွေထွက်လာတယ်လာမာစီယာရဲ့ကောင်းကျိုးနဲ့တူတူလီဝင်ဒေါစကီရဲ့ရာဖင်ဟာရဲ့နော်ဟန်စီဖလစ်ရဲ့နော်ပက်ထရီတို့ဂါဗီတို့ကူပါစီတို့နော်နော်မာတင်တို့ဘယ်ဒီတို့ဒီပလေယာတွေထွက်လာတဲ့ပုံမှာကွန်ဒီတို့နဲ့ ဒါတွေအားလုံးပေါင်းလိုက်လို့ဘာစီလိုနာကနောက်ပြီးဟန်စီဖလစ်ကအရန်ကိုတော်တဲ့နီးပြကောင်တယောက်ဘာဖြစ်လို့ဆိုဘိုင်ယန်မြူးနစ်မှာသူအောင်မြင်ခဲ့တယ်ဂျာမနီမှာတော့မအောင်မြင်လိုက်သေးဘူးဒါပေမဲ့သူရဲ့ကစားသမားတွေပေါ်ဆက်ဆံတဲ့ပုံနွေးထွေးပုံကစားသမားတယောက်ကအရန်ဟိုလူလဲလိုက်ပြီးထွက်လာရင်တော့မှသူချက်ကင်ချွတ်ပြီးတော့အင်းနေဝစ်ပေးတဲ့ပုံစံမျိုးအဲ့ဒါတွေဒိုကူမန်ထရီတွေသွားကြည့်ကြည့်တွေ့ရလိမ့်အဲ့တော့အဲ့လိုမျိုးဟန်စီဖလစ်နဲ့သူတို့တသားတဲ့ဖြစ်လို့ သူနောက်တန်းအားနေတယ်အားနေတဲ့နောက်တန်းပေါ်မှာအကောင်းဆုံးတိုက်စစ်သည်အကောင်းဆုံးခံစစ်ဆိုတဲ့ခံယူချက်ပုံစံမျိုးပဲနောက်တန်းပေါက်နေတယ်ဒါအောင်နောက်တန်းမှာမကတော့ဘယ်နဲ့တိုက်စစ်ပိုတာအောင်လုပ်ပြီးတော့၃ကိုပေးရင်၄ကိုသွင်းမယ်ကွာဆိုတဲ့ဖော်မြူလာပုံစံမျိုးနဲ့ဟန်စီဖလစ်ကသွားနေတာအဲ့ဒီအတွက်ကို present ကစားတဲ့ highline ကစားတဲ့ဆိုပေမဲ့ highline သူ highline အမြင့်ဆုံးဖြစ်နေတာအဲ့ဒီသူ highline အမြင့်ဆုံးဖြစ်တဲ့လောက်လေသူ့ရဲ့တိုက်စစ်ကထတ်တယ်ရမန်အရန်ကောင်းတယ် ကံလဲကောင်းတယ်ဗျာရံမဲခြေစွမ်းကောင်းတဲ့အခါကဟန်စီဖလစ်လက်ထဲမှာဖြစ်တော့ရံမဲပိုကောင်းတယ်အဲအဲ့လိုမျိုးပဲရာဖင်ဟာပိုပေါ်လာတယ်ပြီးတော့တခါနောက်ဆုံးသူအရင်ဘိုင်ယန်မြူနစ်မှာကိုင်ခဲ့တဲ့လီဝင်ဒေါစကီနဲ့သူနဲ့ကောင်းအောင်မွန်ထိန်းချောင်းသွားတယ်နော်အဓိကကွင်းလယ်ပေါ်ချုပ်ပက်ဒရီပက်ဒရီကဘောလုံးပွဲမှာအရင်တော့ဘူးစကတ်ပုံစံမျိုးပက်ဒရီကိုလိုက်ရှာလို့မရဘူးဒါပေမဲ့အရေးကြောင်းရှိရင်ဘောလုံးတွေထွက်တာအားလုံးပက်ဒရီချီကထွက်တာဂါဗီထက်ကိုပို့ပြီးပက်ဒရီကအကျိုးတဲ့တယ် ပြီးတော့တခါဒီကြောင်ကလည်းဒီနှစ်မှာမှကောင်းကောင်းမွန်မွန်ပို့ကစားလာနိုင်တယ်တန်ရာလည်းနည်းနည်းတက်တာလာတယ်အဲ့တော့ဘာစီလိုနာပို့ပေါ်တယ်နောက်ဒီကတော့18နှစ်သားလေးကူဘာစီကူဘာစီကဘာစီရဲ့နောက်တန်းမှာထွက်လာတယ်ဒါပေမဲ့အရင် top top မဟုတ်ရင်တော့လက်တလုံးမှာဘာစီနောက်တန်းမှာမရှိမဖြစ်ကကိုဘာစီဖြစ်တယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ဘာစီလိုနာကရှင်းတယ်ဗျာဟိုလူကနေမယ်အခုတရင်တက်လာတယ်ခရစ်စတန်ဆန်နဲ့ဂါစီယာနဲ့နေမယ်ဆိုလို့တောင်မဝယ်ဘူးဆိုတော့ဒါစောက်ဖို့စကားတွေပြောတာလို့ မလို့ဘာစီလိုနာလာမယ့်နှစ်ချန်ပီယံလိဂ်မှာအေးအေးဆေးဆေးလေးရှင်ပြိုင်မှုအတွက်လာလီဂါကိုအေးအေးဆေးဆေးရှင်ပြိုင်မှုအတွက်ဒီနှစ်လည်းရပါပြီချန်ပီယံအဲ့လိုမျိုးချန်ပီယံဖြစ်ဖို့အတွက်ဆိုလို့ရှိလို့ရှိရင် နောက်တန်းမှလည်းပြည့်အခုတာလိုကစားသမားမျိုးဗျာအရင်ဈေးကြီးတာမဝယ်နိုင်ဘူးဆိုရင်တော့မှဈေးအတော်အသင့်နဲ့နောက်တန်းကစားသမားတယောက်လိုတယ်ပြီးရင်ကဂိုးသမားတယောက်လိုတယ်ချက်စနီတို့ဒီတက်စတီဂျန်တို့ဆိုတာအသက်ကြီးနေပြီ လူငယ်ကိုသမားတယောက်လိုတယ်ပြီးွားလို့ရှိရင်လဲကွင်းလယ်မှာလဲကစားသမားကောင်းတယောက်လိုအဓိကနောက်တန်းပဲဗျာဘာစီရဲ့ဘဲတောင်းမညာတောင်းမနှစ်ခုလုံးကစားနိုင်တဲ့ဟိုဘယ်လိုပြောမလဲဝင်းဘက်တယောက်လိုတယ်စင်တာဘက်တယောက်လိုတယ်အဲအင်ဂနိုမာတီနက်စ်ကောအဲကွန်ဒေရောကွန်ဒေကောင်းတယ်ဗျာကွန်ဒေရဲ့ကူဘာစီရဲ့နှစ်ယောက်ပဲစိတ်ချလို့ရတယ်နောက်ဘာလ်ဒီဘာလ်ဒီကတော့ပို့ပြီးအတက်ကစံတာပေါ့တော့ဒါမဲ့သူတို့ပြင်မှာမဟုတ်ဒီလိုပဲဂျင်းကျွေးွားမှာအားလုံး ဘရွန်ဟိုဘယ်လိုပြောမလဲရီယယ်မက်ဒရစ်ကိုရီယယ်မက်ဒရစ်အကျန်ဝိတ်နေတဲ့အချိန်မျိုးလိုတက်နင်းလို့ရတာဟိုကပြင်ပါအဲ့ဒါကြောင့်လဲသူကချန်ပီယံလစ်ဘလောက်15လုံးရတာဟိုကပြင်ပါဒီကစားသမားပိုင်းဒီဒိုင်နေနဲ့ပတ်သက်တာဟိုကဒီရဒါသူ့အတွေ့ကိုအတွေ့ဒါတက်တက်ဒါပေမဲ့အသင်းပြင်ဆင်တဲ့အပိုင်း investment အပိုင်းမှာတခြားစီပဲရီယယ်မက်ဒရစ်ကအတားကြီးပဲ ကျွန်တော်ကအဲ့ဒါကိုဘာလို့ပြောရလဲဆိုတော့အခု Real Madrid ကြီးတနှစ်လေးကြာတာနဲ့ဘယ်လိုမျိုးပြင်နေပြီလဲအခု Coach White Sun ကိုခေါ်လိုက်ပြီသူတို့တိုက်စစ်ပိုင်းအောင်ပြင်မယ်နီးပြောက်အဆင်မပြေဘူးထုတ်လိုက်တယ်ဆုံးဖြတ်ချက်တော့မြန်ပြင်းတယ်ဗျာဒါပေမဲ့သူ့အတင်းတော့အကျိုးဖြစ်တယ်ဟို Barcelona ဆိုလို့ရှိရင်ဟိုနောက်တန်းမှာဟို Christian San နေခြင်းလို့လို့ Arujo ကဟိုဟာဖြစ်တယ်လို့ဈေးမရရအောင်ဆွတ်ဆက်မီဒီယာတွေနဲ့မြှောက်ပေးတာမနစ်ကနှစ်ဝက်တခုလုံးဘာမှစောက်တုံးကြရဲကောင်မဟုတ် တည်ရမှာဘာစီလိုနာအဲ့အတွက်ကိုစားလိုက်ရတယ်တည်ရမှာကြောက်ခဲဝါလိုက်ရတယ်ဟိုအနေနဲ့အင်တာနက်နေရအဲ့ဒါအရူဂျိုးစောက်သုံးကြရတာအဲ့တော့ဒီယာမျိုးတွေဘာစီလိုနာပြန်ကောင်းမှုအတွက်နောက်တန်းကောင်းကောင်းတယောက်အခု white sand ဘာစီလိုနာလိုက်မမလိုက်နိုင်တာ real ရောက်မှာပဲ release score 50ပဲရှိတာဒါပေမဲ့ဘာစီလိုနာမလိုက်နိုင်ဘူးစပိန်သားဖြစ်တယ်နောက်ဆုံးပြဆော်ဒီမှာဆော့နေတဲ့ laporte လို့ player မျိးတော့မခေါ်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ဥက္ကဋ္ဌတခိုးကြီးမို့လို့ဒါပဲ